အလုံးပဲပရလောကစီးပောက်တာနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆချက်တွေတွေးခေါ်ပုံတွေအများကြီးရှိပါတယ်။ဒါအဲ့အထက်ထဲမှာမှာကနောင်ထိတ်တင်နော်အထလန်းဆရာတယောက်ပြောထားတဲ့ဗီဒီယိုလေးကိုဒါ share လုပ်ပေးပါမယ်။ကြားရတယ်ခုပရလောကစီးပောက်တာနဲ့ပတ်သက်တယ်ဆရာထင်မြင်ယူဆချက်နဲ့ရမလဲဆိုတော့အဲ့ဒီကိစ္စကလေစီးပောက်တာဆရာနောင်ထိတ်တင်ခုမှမဟုတ်အရင်ကတည်းကစီးပောက်နေတာ။အဲ့ဒီကိစ္စနဲ့ပတ်ပြီးကျွန်တော်လုံးဝမိုက်ခါတယ်ကျွန်တော် post တင်ထားသေးတယ်။အဲ့ဒါဇန်နဝါရီတနေ့ကတင်တာကျွန်တော်ပြကြရဲ့ ခိုင်းပြပေးလိုက်ပါဘောနော်အဲ့ဒီချက်ကြည့်လာအဲ့တော့ဘလိုနေထိုင်နေလဲဆိုလို့ရှင်သီရသမိန်ဂါရာယွတ်တာတို့ကျွန်တော်တို့ဒီဘောနော်ပိတာစီပြန်နာမဟာသမတ်တို့ယွတ်တာဒါမျိုးတွေအများလဲလုံနေရအခုချိန်မှာထားလို့ရတဲ့လက်ကပဲအဓိကပါလဲဆိုကိုကိုမှမက်ဆီယာစိတ်မရှိမရှိဘူးပဲမကောင်းတဲ့စိတ်တွေကြီးစိုးနေမကောင်းတဲ့စိတ်တွေများနေပဲဆိုလို့ရှင်တော့ဒီနန်လောကသားတွေကတော့ကိုယ်ကိုစားသုံးမယ်သူတို့ရဲ့စားတော့ပွေရအဲ့တော့မကောင်းမှုကိုမကောင်းတာကိုကြိုက်တယ်မကောင်းတဲ့စိတ်ရှိရသူတွေမကောင်းမလို့သွားမှာပေါ့မကောင်းတဲ့စိတ်ရှိရသူတွေရောဟိုအခု အဲပြောစရာတစ်ခုရှိရပါတော့အခုမှလည်းမသေးနေကြရပြီကောင်းတဲ့သူတွေတည်နေကြရပဲဟုတ်တယ်ရတယ်ဒီကောင်းတဲ့သူတွေကတို့နိုင်မှာမလို့သူတို့မနိုင်အောင်လို့လုပ်နေတယ်နော်အဲ့တော့ရှင်းပြောရမယ်ဆိုအရင်တော့ပြောခဲ့ဘူးလေဒီလိုပေါ့နော်ဒီတရားရှင်းပြည့်တဲ့ကိစ္စတရားရှင်းပြည့်တဲ့ကိစ္စကိုတောင်းလူတောင်းဆရာလုပ်လို့မလဲတော့ဘူးဘူးတော့ဒီယဟန္နာမထေရီဒီဖုံဖုံကြီးလုံးမရတော့ပါအဲ့တော့ဖုံဖုံနေစာရက်ပြီးတဲ့ဖုံဖုံနေဓမ္မနဲ့ဓမ္မနဲ့ပတ်သက်လို့ပေါ့နော်ကျွမ်းကျင်နေတဲ့သူတွေအားလုံးအဲကောင်းတဲ့သူတွေလောကအိမ်မှာတိတ်နေဝင်ပြီးမှမဟုတ်ဘူးအားကြောင့်သူတို့လည်းလုံနေကြတာ အဲ့တော့မကောင်းတဲ့သူတွေလည်းဒုက္ခရောက်မယ်ကောင်းတဲ့သူတွေလည်းနေလို့မရအောင်လုပ်မယ်အဲ့တော့အတက်နိုင်ဆုံးကိုကဘာလို့လောက်အောင်လဲဆိုတဲ့အရာကတော့စဉ်းစားရပါတော့နောက်မှကျွန်တော် ACP မှာကျွန်တော်ခုငလင်ကိစ္စနဲ့လှုပ်ရှုံနေပါတော့ကျေးဇူးများတင်ပါတယ်စကိုင်းနဲ့မန္တလေးမြေပြင်ကိုကျွန်တော်ရောက်ခဲ့ပြီးသွားပြီပေါ့နော်အဲ့တော့ဒီကျွန်တော် location ဆရာ location နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပြောပြမယ်အဲ့တရေတရေနဲ့ပတ်သက်တဲ့ဟာလေးပေါ့အခုချိန်မှာမယုံမအောင်ဒါရမရှိဘူးလက်လက်ခံထားတဲ့သူတွေပေါ့နော်သွားပြီးလိလာကြည့်လို့ရတယ်ပေါ့အဲ့တော့ဟိုရုတ်တရက်အာမင်းနဲ့တိုက်ပြီးပြီးတည်သွားတဲ့သူတွေတော့အကြောင်းမရှိပေမဲ့အဲ့ထဲမှာ လွန်း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 နဲ့စောင့်နေတဲ့သူတွေပြီးတော့ဒဏ်ရာတွေခံစားပြီးတည်သွားရသူတွေမချွတ်မလွတ်ပဲရှိနေတယ်။တချို့ကျတော့ဒီဖြတ်ထုတ်ရရှိတယ်။ဖြတ်ထုတ်တဲ့အခါမျိုးတွေမှာသူတို့အရှင်းနဲ့လက်ဖြတ်ရတယ်၊ထုတ်လက်ထုတ်အောင်မလွတ်ဘူး။တည်သွားရဲ့ဒါမျိုးတွေအရင်ဆွဲလန်းပြီးခြောက်လန့်နေရမျိုးတွေရှိတယ်။တချို့ဆိုလို့ရှိရင်လည်းဒီတိုက်ပြီးတဲ့နေရာတွေအပေါ်ကနေညာဘက်တွေခောက်ကြည့်တယ်ပေါ့။လူရှိလားလူရှိလားလို့ခောက်ကြည့်တဲ့အချိန်မှာအောက်ကနေအတန်ပြန်ပြီးရလူရှိတယ်ပေါ့နော်။ဒါပေမဲ့ဘယ်နေရာမှာလဲအသက်ရှိတဲ့ပြပါဆိုသူတို့ပြရတဲ့နေရာတွေတော့ကြည့်လိုက်လို့ရှိရင်တက်ပေါ်တွေဖြစ်နေတယ်။ဒီဆုံးသူတွေ အဲ့လိုမျိုးဖြစ်နေပေါ့တချို့ကြောင့်လည်းဒီအောက်မှာရေးတန်းတွေအော်တန်းတွေဒါမျိုးတွေကြားရတယ်မျိုးစုံမျိုးစုံပေါ့နော်အဲတော်တော်ကြောက်ဖို့ကောင်းပါလေအဲတချို့နေရာတွေမှာဆိုလို့ရှင်လည်းဒီအတန်းတွေပြေးပါလေပြေးနေတချို့နေရာကြီးကြပြန်တော့လေအဲ့နေရာတွေဒီလောင်းနေများတဲ့နေရာပေါ့နော်ဒီတည်ဆုံးသူတွေများတဲ့နေရာပေါ့တခုထုတ်ပြီးတဲ့အချိန်မှာနောက်တစ်ခုဆက်ထုတ်ဖို့ပြဿနာဖြစ်တာတဲ့မျိုးမျိုးနောက်ဆက်ဝင်တာတွေအဲ့လိုမျိုးရှိတယ်ပေါ့နော်လေ့လာချင်းတော့ကြောက်စရာကြီးပါတကယ်ကြောက်ဖို့ကောင်းပါလေဟုတ်ကျေးဇူးများကြီးပါအားလုံးအနေကင်းပေးရှင်ပါ ဘယ်လိုဆိုတော့တော်တယ်ဆိုတော့ကျွန်တော်နားလဲလေအောင်ပြောရမယ်ဆိုလို့ရှင်ဟောကျွန်တော်ရဲ့အိမ်ကိုကျွန်တော်ခွင့်ပြုချက်မရဘဲနဲ့ဘယ်သူမှဝင်လို့မရအောင်အဲ့လိုပဲနန်လောကဆိုတာကတော်ယုံသူတို့မှနေရာကန့်သက်ရှိတယ်ပေါ့နော်အမှသူတို့တည်ရဲ့နေရာမှာဆွဲဆွဲရတယ်သူတို့မဟုတ်တင်းကျိုင်းမှာနေရတယ်သူတို့မဟုတ်တခြားသောဟိုနေရာခြားထားပေးမှုကြောင့်နေရရဲဆိုတဲ့အမျိုးမျိုးရှိတယ်အဲ့တော့တည်ရဲ့ကောင်ကိုကျွန်တော်တို့က အာဆိုကြပါတော့ကျွန်တော်ဒီကားတိုက်လို့တည်တဲ့တည်ရဲကကားတိုက်တဲ့နေရာမှာပဲအစွဲပြူရယ်ချန်တဲ့နေရာကိုသူသွားလို့မရအောင်အဲ့နေရာမှာသူဝဲလေလေဖြစ်ထက်တယ်တိုက်ပြီးရဲ့လူကလည်းအဲ့တိုက်ပြီးရဲ့နားမှာပဲတည်ပြီးအဲ့နေရာမှာဝဲလေလေဖြစ်ရတခြားနေရာသွားလို့မလွယ်ဘူးကျူးစချတည်တဲ့လူကလည်းအဲ့ကျူးစချရဲ့နေရာနဲ့မှာဝဲလေလေတည်လို့နဲ့တည်ရတယ်တခြားနေရာမှာမရှိဘူးအဲ့တော့တမယိုးရတရားပြီဘလူတရားပြီတင်းချိုင်းမှာသွားချရဲတင်းချိုင်းမှာနေရာပြီးတယ်အဲ့တင်းချိုင်းမှာပဲဆွဲနေရတယ်တို့မို့ပြီးတဲ့နေရာပုံမှန်အောင်ပဲဆွဲနေရတယ် ဲ့နေရာကနေပြီးတော့တခြားနေရာကို तू သွားလာဖို့မရှိဘူးဒါပေမဲ့လူတွေကနေပြီးမင်းလိုက်ခဲ့မင်းလိုက်လို့ရစီမင်းလာလို့ရစီမင်းဝင်လို့ရသည်ဆိုတဲ့ခွင့်ပြုမိတ်ပေးလိုက်တဲ့အခါမှာလူပေါင်းလူလောကတွေဝင်လာတယ်ဝင်လာတယ်ဆိုတဲ့သဘောအဲ့တော့ကျွန်တော်အိမ်မှာကျွန်တော်မခွင့်မပြုပဲလေခင်ဗျားတို့တွေဝင်လို့မရကျွန်တော်ခွင့်ပြုမှာခင်ဗျားတို့ဝင်ရတာကျွန်တော်ခွင့်ပြုတဲ့အချိန်မှာခင်ဗျားတို့ဝင်လာတဲ့အချိန်မှာခင်ဗျားတို့ကျွန်တော်ရန်လဲမှုနိုင်တယ်လို့ကောင်းခြင်းလည်းပြုနိုင်တယ်ကျွန်တော်ခင်ဗျားတို့နိုင်လို့ပြန်ချနိုင်တယ်လို့ကျွန်တော်မနိုင်ရင်ကျွန်တော်ရှုံးရတယ်ဆိုတဲ့အနေအထားမျိုးရှိတတ်တယ် စီးပေါက်တယ်ဆိုတာဒါအလွယ်ဆုံးတနည်းနဲ့မှတ်ထားပြီအဲ့တော့စီးပေါက်လို့ငလျင်လောက်တာလားဆိုတော့လည်းမဟုတ်ဘူးဗျဒါသဘာဝဘေးတည်းအမလားပြောချင်တာဟိုကြီးတဲ့အမှုကမငယ်ပဲနဲ့ပူဆိုးရတာပေါ့သူတို့ကြီးဆိုးနေတော့ပြောချင်တာဆိုကြပါစို့ပုံမှန်အဖြစ်လူကြောက်ကကိုယ်ဒုန်းတဲ့ကွာရိုက်လိုက်တယ်တစ်ချက်ပဲရိုက်လိုက်တယ်သူရိုက်ရတစ်ချက်စာပဲခံရမှာနောက်လောက်ကစီးပေါက်နေရောနန်နေကမကောင်းမှုအားပြီးတဲ့အတွက်ရိုက်လိုက်တဲ့အချိန်မှာသူတို့ကပျောကမပါနေတော့ဒါပူဆိုးသွားဒါမျိုးပေါ့ဟိုနည်းနည်းလေးဖြစ်ရမယ်အများကြီးဖြစ်တယ် များမရပုံများရဆိုတဲ့ပုံစံမျိုးတွေဖြစ်တယ်အဲ့တော့လက်ရှိမှာနေနေထိုင်နေတဲ့သူတွေကျွန်တော်ဘာကြီးမလုံးတင်မှုလဲဆိုတော့စီးပေါင်းသွားတဲ့ခါမှာဘာကြီးဆောင်ကျင်းနေလဲဆိုတော့ဟေးလာကြတပင်းစားကြမယ်ဟေးဆိုတဲ့အခေါ်အော်တွေငါပြင်သွားမလို့လိုက်ခဲချဟေးဆိုတဲ့အခေါ်အော်တွေကိုစိတ်ကနေပြီးတော့လကောင်ကိုရဲ့နှုတ်ကနေတော့လကောင်တူဦးတယောက်ကိုမမြင်အပ်သောအရာများကိုရောင်လို့တောင်မခေါ်မိမပြောမိစီနဲ့ကိုနောက်ကိုပါလာနိုင်စွမ်းရှိတယ်သူတို့ရဲ့လက်ရှိမှာတော့သူတို့တည်ဆောင်းအောင်မှာတွန်းတွန်းကြီးကန့်ကြီးနေမှာပဲဒါတွေကကျွန်တော်က ဘာလို့ပူတည်လဲဆိုတော့ကျွန်တော်ဆီယာမို့လို့ပူတည်ရမျိုးတော့မဟုတ်ဘူးအဲဒီပေါ်တော့ကယ်ဆယ်ရေးလုပ်နေရဲ့ကျွန်တော်ပညာကြီးကိုညီလေးတွေရှိတယ်တငယ်ချင်းတွေရှိတယ်သူတို့ကနေပြီးကျွန်တော်တို့လှမ်းပြောလှမ်းပြောတာအဲ့လိုမျိုးပြီးတော့စကိုင်းမှာကျွန်တော်တို့တွေ့ခဲ့ရတဲ့ဂျုံခဲ့ရတဲ့အရာတွေရှိတယ်ဟုတ်ပြီလားအခုတော့ကျွန်တော်ပြောပွဲရောက်နေပြောပွဲမှာလှူမယ်ပေါ့နော်လှူပြီးကျွန်တော်မန္တလေးမှာဒီ DB ကတဲ့ခါမှာဒီအနောက်ရှက်ဖြစ်တဲ့အနောက်ရှက်ပြီးတဲ့အရာတွေအားလုံးကျွန်တော်တက်နိုင်တဲ့ဘက်ကနေဝင်ပြီးတော့အဲဖြည့်ရှင်းပေးမယ်ပေါ့နော် ဟုတ်ကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခုတက်ကြည့်မယ်နော်ညကျွန်တော်တတောင်းမြို့နယ်ကပါတယ်တတောင်းမြို့တည်နေလဲဆရာတိမှာပါညနေပိုင်းကားရင်လဲလဲပြီးဖုန်းကြီးနဲ့ပြေးရုပ်ရှိတယ်အစဉ်ပြေနေတော့ခမရအဲဒါရီရဲ့ကျတော့ဒီဘိုးတော်ဘာသာနဲ့ပတ်သက်တဲ့အရာကြီးလောက်တာဆိုတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကျတော့ logi ဆရာတယောက်ဖြစ်တဲ့ logi ဆရာတယောက်ရဲ့လုံထုံးလုံကြီးတိုင်းကျွန်တော်အတော့ပြောပြပေးမယ်ဒီတိုင်းလောက်တာအဆင်မပြေဘူးလားဆိုတော့ပြေပါတယ်အဲ့လိုလုပ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တောထုတ်တာရှိရတန်မုံလင် TV ထုတ်တာမျိုးဒါမျိုးလည်းရှိတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့လုပ်ချင်တာကဘာလဲဆိုလို့ရှိရင်ဟို ဒီဆုံးသွားတဲ့သူတွေကမှာနားဖို့ကောင်းတယ်အင်မတန်မှအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ရည်ရွယ်ချက်လိုက်တာဝိညာဉ်တွေသားချောင်းနော်ဒီပန်ရဆိုင်ရာဒီအစုပိုင်းနဲ့ပတ်သက်ပြီးတင်းကျဲအစ်တစ်ကျွန်တော်တို့လှုပ်စီချင်တာချင်တာအစ်တစ်တတ်မှတ်တာပေါ့မမြုံနယ်လိုက်ပေါ့မမြုံနယ်ဘယ်မြုံနယ်ဘယ်မြုံနယ်အတင်းကျဲအစ်တစ်တတ်မှတ်အဲ့ဒီထဲမှာကျွန်တော်တို့ကဒီ ဘေးပတ်ပတ်လည်မှာကျွန်တော်စီးတွေပါရခြားတကားတစ်ခုဖွင့်တာဖွင့်လာပြီးတော့ဒီနေမြေမှာရှိတဲ့တည်ဆုံသွားသူတွေမကြုံရတဲ့အရာတွေအားလုံးကိုကျွန်တော်တို့ပြင်ဖိတ်ပြီးတော့အဲ့ဒီမှာသူတို့အတွက်ဒါနချဒါနချရဲဆိုတော့အစားအသောက်တွေချချလူချပြီးပြီဆိုတော့လည်းအဲ့အဲ့နဲ့အဟောက်ပိတ်ပိတ်ပြီးတော့သူတို့အတွက်အကျွတ်တရားရအောင်ဟောရုပ်ဖက်တဲ့ဇာတ်ရည်လုတ်လုတ်ပြီးရင်အဲ့ဒီမှာလာသမျှတွေအားလုံးဒါမင်းတို့အတွက်နေဖို့တင်ညာရမယ်ဆိုပြီးကျွန်တော်တို့တတ်မှတ်ပြီးတော့အဲနေရာပေးစီခြင်းတယ်အဲပြီးလို့ရှိရင်ဒီတည်ဆုံသူမှမဟုတ်ပါဘူးဒီပြန့်လွင့်နေတဲ့တရေတွေသွာလာနေတဲ့ဒီညာလောကသားတွေအများကြီးကတော့ ခေါ်လိုက်တာနဲ့အမိတ်ဟိုမလွန်ဆန်တဲ့အကြောင်းသားလိုက်မယ်ဟဲ့ဒီနေမှာရှိသမျှအရာလုံးအကုန်လာခဲ့ဒီမှာနေဒီမှာအခုငါတို့ဒလားချမယ်စားကြတောက်ကြငါတို့ပြောတဲ့အတိုင်းလုပ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်ပြီးအမှတင်းချိုင်းနေမြေတက်မှတ်အဲနောက်လည်းအမှကျော်ဒီဂူရီပိုင်တို့ကမှလာလို့ရတယ်အဲ့လိုမျိုးပေါ့နေမြေတက်မှတ်ပြီးတော့ကျွန်တော်တို့အမိတ်ပြန်လိုက်မယ်ဆိုသူတို့လည်းတခြားနေရာဒီကိုမသွားတော့ဘူးပေါ့နော် ဒီဒီဆုံးတာနဲ့တရားဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူးသူကလည်းသူဖြစ်တာပြက်တာတွေကအများကြီးရှိတယ်ပေါ့နော်မျိုးမျိုးပေါ့နော်တချို့ကကျွန်တော်ကျွန်တော်ပြောတဲ့အရာတွေသိသဘောပေါက်နားမလည်ဘူးပေါ့နော်အဲ့ကျွန်တော်ပြောတာဒါမိုးလေးလုတ်တဲ့အရာကိုကျွန်တော်ပုံပြီးသဘောကျတယ်ပေါ့နော်ကျွန်တော်ပြောတဲ့ဟာမျိုးတွေလောကီရှာများဆိုဆိုရင်တော့ပုံနားလည်လိမ့်မယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်โอเคဒါကတော့ဆရာအောင်ထိုက်တင်ပြောတဲ့ဗီဒီယိုဖိုင်ပေါ့နော်အာ မျိုးမျိုးเนาะသဘောထားဖွင့်လှစ်လို့ရတယ်အမြင်လည်းမတူတာမျိုးလည်းအများကြီးရှိတယ်ပေါ့နော်ကိုယ်နဲ့ကိုယ်ခြိုက်တဲ့ပုံစံတွေးလို့ရပါတယ်ကိုယ်တွေးခေါ်တဲ့ပုံပေါ့နော်အဲဒါကတော့အဖို့တူတာအနေနဲ့ပြန်လဲ share လုပ်ပေးရမယ်ဖြစ်ပါတယ်เนาะအာနောက်ထပ်ဗီဒီယိုလေးเนาะနန္နာဘာဝါနဲ့ပတ်သက်တဲ့ဗီဒီယိုကိုထပ်ပြီးထည့်ပေးပါမယ်ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လေးနှိပ်ပြီးတော့ပြင်လာက notification ခေါင်းလေးကိုလည်းထည့်ချပေးကြပါဦးခင်ဗျာเนาะနောက်ပြီးတော့မှကျွန်တော်တို့ပြန်တွေ့ကြပါ